ရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရရဲ့ဇာဝတန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဇာရေးဆရာမမဝင်းမြင့်ရေးသားထားတဲ့ရေပြအိုင်မဇလန်းများဆိုတဲ့စာအုပ်လေးတွေကရေပြအိုင်မခွေးလေးမဆိုတဲ့အပိုင်းလေးကို ပရိသတ်ကြီးများအတွက်ဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရေပြအယွာနဲ့ပတ်သက်လာလျင်စိတ်ဝင်စားစရာတွေကြီးဖြစ်ရကငကူကမှဤလိုထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားခဲ့သောမခင်ရွှေကအဘွားကြီးစကားဆထားသော ခွေးလေးမအကြောင်းကို အလွန်အမင်းသိကျင်နေပေပြီတို့ကြောင့်ဘဘွားခွေးလေးမလေးအကြောင်းရေးဖို့အစဉ်သိပြင်ထားပေးပါပြီဟုပြောကာအဘွားကြီးမြင်အောင်စာရေးစကူနဲ့ဖောင်တင်ကို အစဉ်သိပြင်ထားသည်လုံမလေးကတော့ဟေးတကယ်ပဲကွယ်ငါတို့ရေးပြအံ့ရွာအကြောင်းကိုသိကယူဆိုင်တာပဲနော်အေးကွယ်ခွေးလေးမအကြောင်းကို ပြောပြမယ်လို့စကားဆမိလိုက်မှငါခွေးကြီးအုံကုန်ကို တတိယလွမ်းမိပါရဲ့နော်ဟဲ့တမီ ဟုအဖွားကြီးကပြောရင်တမီဖြစ်သူကိုလမ်းပြောလိုက်သည်ဟုတ်ပါရဲ့အမေကျမတို့ခွေးကြီးကိုလေစဉ်းစားမိလေကျေးဇူးတင်လေတနာလေပဲဒါလောက်လိမ်မာလိမ့်မယ်တိတက်လိမ့်မယ်လို့လုံးလုံးမထင်ခဲ့မိဘူးဟုတမီဖြစ်သူကလွန်းလန်းတတဖြင့်ပြန်ပြောသည်အေးပေါ်တမီရဲ့ရကပုံရှိတယ်မလားခွေးနဲ့နိုင်အပ်တယ်မနိုင်အပ်တယ်တော့မသိဘူးပါတယ်စိန်ခဲကြောက်ခဲတာခက်ရလွယ်တယ် လူခဲခက်ရမလွယ်ဘူးဆိုတာလိုပေါ့ဒုခွေကြီးအုံကွန်ကိုလည်းခွေခဲခက်ရမလွယ်ကြတော့အလကားခွေကြီးအပြင်ကြီးမပေါ်ကြီးဆိုပြီးကလေးတွေကစမကြောက်ကြဘူးတွေ့ရင်ခြေနဲ့ခတ်သွားကြတယ်ဒုံနဲ့ပြစ်သွားကြဂဲနဲ့ပေါက်ကြနဲ့အဖွားကြီးကပြောတော့ကမခင်ရွှေကမေးလိုက်သည်အဲ့ဒီလိုကလေးတွေကကံကြပြစ်ကြလို့တော့ဖဖခွေကြီးကမဟောင်းလားမကြိုက်ဘူးလားအဖွားကြီးကလည်းရေရေမောမောပြန်ပြေသည်ဘာမှကိုမလုပ်ဘူးကွယ် သူ့ဘာသာလွတ်အောင်ရှောင်နေတယ်။မလွတ်လို့ထိသွားရင်လဲအော်ချင်းဟစ်ချင်းဟောင်ချင်းမလွတ်ရှာပါဘူး။နောက်တော့ကလေးတွေကလည်းသူ့ကိုစရာမှာပြင်လာကြဟန်တူပါတယ်။ပြစ်လာခက်လာလည်းမလွတ်ကြတော့ပါဘူး။တွေ့တဲ့အခါသာဟေးခွေးငပေါ်ကြီးလို့အော်ယုံမဲအော်သွားကြတော့တယ်လေ။ဖွားဖွားတို့ငုံမေးချက်မောက်ခွေးပဲလား။မဟုတ်ဘူးလုံမလေးရဲ့အုံကုန်ကြီးအကြောင်းကိုပြောရမယ်ဆိုရင်ရာဇဝင်ကြောင်းနေအတော်ရေတာဟုတ်ကဲ့ဖွားဖွားရေပြန်အရွာနဲ့ပတ်သက်တာတွေကနားထောင်မကြီးနိုင်အောင်ဖြစ်နေတော့ ဘဝကိုအာနာလို့သာရှိရှိပြောနိုင်လေအဆက်မပြတ်ပြောနိုင်လေကျမအကြိုက်တွေ့လေဘောဘဝရဲ့အေးပါကွယ်ဘဝမမောပဲကြကြပြောနိုင်အောင်ဖြည်းဖြည်းပြောပြမယ်ကွယ်တလုံးချင်းပြောပြနေလို့နားထောင်ရတာပြင်းနေတော့မဖြစ်နဲ့နော်မိန်ကလေးမပြင်းဘူးဘဝစိတ်ချမခင်ရွှေကဂရီပေးလိုက်ဒီအေးအေးဒီလိုကွယ်ဟုအဘွားကြီးကအဆကြီးကသူ့ခွေးလေးမကြီးအုံကွန်အကြောင်းကို ခရီးစည်းတွင်ကြပြောပြသည့်အတိုင်းမခင်ရွှေကလည်းတလုံးများမလွဲရအောင် တည်တည်ချာချာမှတ်သားထားလေတော့သည်ကားလမ်းဘေးနှစ်ဖက်တွင် စားတော့ဆိုင်တွင်တဲကုကန်းတွေဖြင့်အလွန်စီကားနေသော ရေပြအိုင်စခန်းတွင် တုံးစံအတိုင်းခွေးလီခွေးလင်းတပုံတစ်ခေါင်လာရောက်စုဝေးနေကြသည်စားခြင်းစားကြံတွေ့ရှိလျင်ခွေးလီခွေးလင်းတွေရောက်လာကြတဲ့ကအဆန်မဟုတ်ပေစားခြင်းစားကြံတွေကို ကောက်စားနေသော ခွေးလီအုပ်စုတွင်တမင်အောင်အမွှေးနှင့်ခွေးမကြီးတစ်ကောင်က အချားခွေးတွေထက် ကိုလုံးကိုယ်တိုင်ကြီးမားထွားကြိုင်သည်ကြည်ရဒီမှာ ရှင်သိပေါ့ဆာနေပင်တူသေးတော်သည်ရေပြအိမ်စကန်းရှိဆိုင်တွေကဤခွေးမကြီးကို မျက်စိကြကြသည်ဖြစ်၍ဆွဆွမြဲမြဲမွေးကျင်ကြသည် အချို့ကမူဟုတ်လေသလားမဟုတ်လေသလားမသိတတိဆန်ကိုကြွေးလျင်အစာထဲမှာမိမိတရေကိုတွေးထည့်ပြီးကြွေးလျင်တတိဆန်ကခင်မင်းတို့ဟူသောအယူအဆဖြင့်အစာကောင်အတော့ကောင်တွေထဲမှာတရေတွေးထည့်ပြီးကြွေးကြသည်သူ့ကိုမွေးထားခြင်းသောစိတ်ဖြင့်ကြွေးကြသည်ကိုခွေးမကြီးသည်စားတော့စားသည်သို့သောဂရုစိုက်ပြီး အမြဲကျွေးနေသည်ဟုသောအတိမတ်စိတ်ဖြင့်တွေ့သည့်မြင်သည့်အခါအမိနှံ့ပြခြင်းဖြင့်အမူအရာပြသည်ကလွဲပြီးမိသူကားများဆွဆွမြဲမြဲခေါ်ထား၍မရချေညချိန်ရောက်လာလျှင်အချားခွေတွေကစိုင်းတွင်အပြင်ဘက်မှတော့၎င်းလမ်းကြောင်းမှတော့၎င်းအိတ်ချနေကြသည်ခွေးမကြီးကအိတ်ချိန်တိုင်းလာလျှင်မော်တော်ကားလမ်းဟိုဘက်တစ်ဖက်ရှိတောထဲသို့ပြောင်းဝင်သွားတဲ့ဒီကိုစကန်းရှိလူတွေကလည်းတတိထားမိကြသည်ခွေးတဘာဝပျော်ပါးချိန်တန်လျင်လည်း အခြားခွေတွေနဲ့ရောနှောခြင်းမရှိဘဲဗာတိဘာသာနေထိုင်သောခွေမကြီးသည် သူပြန်အိတ်လိရှိသောတော်ထဲမှသူသဘောကျသောချစ်သူတွေ့လာဟန်သူသည်ဇီးရှိသောအမတ်လက္ခဏာကတဖြည်းဖြည်းလဲထင်ရှားလာသည်ဒီမှာရှိတဲ့ခွေတွေနဲ့တကောင်းမှအယောမဝင်မဲနဲ့ခွေမကြီးဇီးရှိလာပြီဟာတော်ထဲမှာဘာကောင်လေးနဲ့တွေ့လာပါလဲတော်ခွေတွေနဲ့များခင်လာသလားခွေမကြီးကိုစိတ်ဝင်စားနေသူများကထင်ကြီးပေးကြသည် ခွေမကြီးကမွေးလျင် မိမိတို့ထံမှမွေအောင်အထုကယူဆိုင်ပြီးကြွေးကြသည်သို့သောခွေးမကြီးကထုံးစံအတိုင်းခက်တီတီပင်ခွေးမကြီးဘသူဆိုင်ငယ်အောင်မှမွေပါမည်လေဟုတတိထားကြည်နေကြရာမွေးချိန်တန်သောရက်လောက်ဝဲရေပြအိမ်စခန်းတွင်ခွေးမကြီးကိုမမြင်ကြတော့ချေသူ့ဘာသာသူတော်ရဲသောမွေးနေပြီထင်ပါရဲ့ခွေးမကြီးကလည်းစခန်းကြည့်သလိုမနာကြည့်သလိုနဲ့အာခခွေးမကြီးဤမြလောက်သောစကားကိုပြောကလူတွေကမင်းမင်းပြောက်ပြောက်ပင် နေလိုက်ကြသည် ်သို့သောထိုတော်တန်ဘတ်တို့တခါတရံအကြောင်းကိစ္စရှိ၍ရောက်သွားကြသူတွေက ခွေးမကြီးကိုတတိယသောအဖြစ်ဒေါအောင်ချုံကြားတွေကိုတတိထားကြည့်ကြသည် ခွေးမကြီးကို တွေ့သည်သူ့ကိုကြွေးမိနေသော ရေပြအိုင်စခန်းမှ လူတွေပြကြောင်းကိုခွေးမကြီးမေးဟန်မတူကြီးတွေ့တော်သူကို အမိနဲ့များသည်ကြေးလာပြီးဦးကောင်းပြေပို့သည် တွေ့တော်သူက အစာကျွေးပြီးခေါ်လျင်ဒေါဆက်အလွန်ထီတော်လိုက်လာသည်စခန်းထီမလိုက်လာကြီးခွေးမကြီးပဲနေရာမှာတာမွေးထားသည်ကိုသိလို့၍ ခွေးမကြီးပြန်ဝင်သွားရတော့တဲ့ကိုလူတွေကနောက်ရောက်ခံလိုက်သွားလျင်ပါနတ်လာတော့ခွေးမကြီးတည်သူ့နောက်ကိုလူလိုက်နေကြောင်းရိမ့်မီဟန်တူသည်တော့တဲ့ကိုစက်မဝင်တော့ပဲတဏီယာမှာဝင်နေလေသည်လူတွေမပြန်မချင်းဘယ်ကူမှမထတော့ကြီးလူတွေကသာအချင်းကုန်မခံနိုင်၍ပြန်လာခဲ့ကြရသည်ပြန်ရောက်လာတော့ခွေးမကြီးတည်ခါတိုင်းလို အချင်းကြကြမနေတော့ပဲကျွေးမွေးသူများကိုစားတော့ပြီးပြန်သည် သူပြန်သွားတော့အခါ၌သူ့အတွက်ကျွေးမွေးထားသောအစာကို ကုံအောင်မစားပဲထမင်းခဲဖြစ်စေအယိုးရင်ဖြစ်စေပါဇက်ထဲမှာကြိုက်ကြည့်ပြီးပြန်သွားတတ်ဒီကိုတွေ့ကြရတော့အခါဒါသမီးအတွက်မိခင်စိတ်ရှိသော ခွေးမကြီးကိုပို့၍တနာကြရသည်ဒီခွေးမကြီးကတိတ်လာတာဘလို့ခွေးမျိုးနဲ့တွေ့ပြီးမွေးတဲ့ကလေးတွေကဘလောင်များလှနေမလဲမသိဘူးဖူသောစိတ်မျိုးဖြင့်ခွေးမကြီးကမွေးသော ခွေးကလေးတွေကိုလူတော်တော်များများကလိုချင်နေကြသည် ခွေးမကြီးတားမွေးပြီးတလားများကြတော့အခါကိုဘူးအောင်နဲ့မရွှေအိမ်တို့ထံ ရောက်နေပြီဖြစ်သည့်ကိုသာဘောကကိုဘိုးအောင်နှင့်မရွှေအိမ်တို့ထင်းခွေဟင်းရွက်ကူအတွားမှာလိုက်လာသည်ကိုရင်သာဘောမလိုက်စဘူးလိုက်လာသည့်အတွက်ကိုဘိုးအောင်တို့ဇနီးမောင်နှံကအံ့ဩမိသည်ကိုဘိုးအောင်တို့ဇနီးမောင်နှံအံ့ဩသည်ကိုရိမ့်မိဟန်တူသောကိုသာဘောကကျုပ်ကခွေးမကြီးကလေးမွေးထားတဲ့ချင်းကိုတွေ့လာခဲ့လို့လိုက်လာတာဗျအဲ့ဒီခွေးကလေးကိုခမရတို့ယူမွေးထားကြတိတ်ကောင်းတဲ့ခွေးကလေးဟုအစတင်ပြောလိုက်သည်ဟုတ်လားကိုရင်သာဘောဒီခွေးမကြီးဝတ်ချင်းကို လူတော်တော်များများရှာနေကြတာမတွေ့ကြဘူးခမရကဘယ်လိုရှာတွေ့တာလဲကိုဘိုးအောင်ကစိတ်ဝင်စားစွာမိတီခွေးမကြီးနောက်တကောက်ကောက်လိုက်ကြည့်လို့ဘယ်တွေ့မှလဲကိုဘိုးအောင်ခွေးမကြီးကစကန်းဆိုင်စုတွေမှာအစလာစားနေချိန်မှာကျုပ်ကဒေါ်လေးသွားနေပြီးခွေးမကြီးဝင်တက်တဲ့တစ်ပင်အုပ်စုကတစ်ပင်ခမင်းမြင့်တပင်ပေါ်တက်နေနှင်းနေလေအဲ့ဒီဘော်ကခွေးမကြီးကိုစောင့်ကြည့်နေရတာပေါ့အမြင့်ကဆိုတော့ပုတ်ပြီးတည်တည်ချာချာမြင်ရတယ်သူ့သားလေးထားတဲ့ဝကျင်းပဲနေရာမှာဆိုတာရောက်တော့ သိရမှာပေါ့လေကိုရင်တဘောကပြန်ဖြေသည်ထို့နောက်စကားမပြောမိကြတော့ပဲခရီးတင်စီရန်ခြေလန်းတက်တက်ဖြင့်လာခဲ့ကြသည်ဒေါ်ဆက်မှအတွင်းသို့ဝင်ပြီး၍ကွန်တရာညက်ခမ်းများကြာတော့ခါကိုရင်တဘောကပြောသည်ဟောဟိုရှိကရှုပ်ကလေးထဲမှာဗျထိုချိန်တိုင်းခွေးမကြီးမရှိချေမော်တော်ကားလမ်းဘေးကရေပြိုင်အိုင်စကန်းဆိုင်စုတွင် အစာစားနေခြင်းဖြစ်သည်တုံးရောက်သားရှုပ်ကလေးထိပ်သို့ရောက်လာကြသည်ပြင်းစင်းသောနှိမ်ယောင်ယောင်ချိန်ထဲမှာ တော်တော်ထူထပ်သောခြုံတခြုံကိုတွေ့ရသည်ခြုံပြင်ဘက်တွင်ကအုံခုံရောင်ကတိပါစားဖြင့်အချိုးစစ်ကြနာစွာချုပ်ကန်ပြီးအလှပြထားသော ခွေးရုပ်တရုပ်လိုထွားချိုင်းတံမာ၍ရှစ်စရာကောင်းလာသောခွေးလေးတစ်ကောင်သည် ကြကြရာရာရှင်သိထိုင်ထိုင်ကသူတို့သုံးယောက်ကိုကြည့်နေသည်ကိုတွေ့ရသည်အမလီလှလိုက်တဲ့ခွေးကလေးတော့မရွှေအိမ်နှုတ်မှလူချင်းမမောလာစွာသောအတန်ထွက်လာသည်အေးဟာတော်တော်ကိုလှတဲ့ခွေးကလေးဟာမရွှေအိမ်စကားကို ကိုဘိုးအောင်ကထောက်ခံသည် အဲ့ဒီခွေးကလေးကိုခမည်းတော်ယူမွေးတာကြကိုရင်တော်ဘော်ကပြောပြောဆိုဆိုခွေးကလေးရှိရာတို့ဆင်းသွားသည်ခွေးကလေးကတလားတလားတာရှိပေးပေမယ်နေတဲ့အကောင်မဟုတ်ဘူးကိုရင်တော်ဘော်ကိုရင်ကိုကြိုက်ထားအောင်မယ်မရွှေအိမ်ကအစိုးရင်စိတ်ဖြင့်လှမ်းအော်သည်ကြည်ပါအောင်လေငါနမရဲ့ကိုရင်တော်ဘော်ကပြန်ပြောသည်ခွေးကလေးသည်သူတစ်ချိန်တစ်ခါမှမမြင်ဘူးသည်တစ်စိမ့်တစ်ယောက်ပင်ဖြစ်လင်ကစားကိုရင်တော်ဘော်ကိုကြောက်လန့်သည့်အမူအရာအလင်းမရှိပဲမထီလေးစားအတွင်ဖြင့်နေမြဲတိုင်းနေရမှာ မလုံမရှက်ကြည်မြတိုင်းကြည်နေသည်အသက်ရှင်နေသည်ကိုမြင်နေရ၏သာတက်ရှိတရားဖြစ်ကြောင်းသိနေရသည်ခွေးကလေး၏အနေထားမှာတကယ့်ဂရီပါအယုတ်အတိုင်းပဲကိုရင်တဘောကခွေးကလေးကိုကောက်ယူကြည့်ပွေးလိုက်၏ထိုအခါမှခွေးကလေးသည်လျှက်ပြက်ပြီးတကယ်သို့လှမြန်စွာကိုရင်တဘောလက်ထဲမှရုန်းကန်ခုန်ချပြီးရှူတဲသို့ပြေးဝင်သွားလေသည် လာကြဟေ့သူနေတဲ့နေရာဝင်ကြည့်ရအောင်ဟုကိုရင်တဘောကလမ်းခေါ်သည် ဟုတ်မှလည်းလုံတော့ကိုရင် ကျင်းထဲမှာဘဏ္ဍာကောင်ရှိနေမှမသိရပဲနဲ့အရန်ဝင်သွားလို့ဝိုင်းကိုက်လို့အောင်မယ်အသက်တာငယ်ကြသေးတာသူတို့အကောင့်တဲ့ဗလကသိတာမဟုတ်ဘူးမွှေအိမ်ကပြန်ပြောသည်တကောင်ထဲမွေးထတာတဲ့လာပြကိုဘိုးအောင်ကိုရင်တာပေါ်ကကြောက်တက်တော့မွှေအိမ်ကိုမခေါ်တော့ပဲကိုဘိုးအောင်ကသာလှမ်းခေါ်သည်ကိုရင်တာပေါ်တယောက်လုံးရှေ့ကသွားနေမှာပဲကိုရင်တာပေါ်ကိုနင်မယုံဘူးလားကြောက်တက်ရန်ကောရွှေအိမ်ရဲ့ကိုဘိုးအောင်ကပြောပြောဆိုဆိုရှူထဲကိုဆင်းသွားသည်ထို့အခါမွှေအိမ်က ကျုပ်ကစိုးရင်လို့ပြောတာပါတော့ဟုဆိုကကိုဘိုးအောင်နောက်ကလိုက်လာသည်ရှို့ထဲမှာကဥမေလှန်ကောင်းတပွဲတူထားသောကျင်းကြီးမှာ ခွေးမကြီးသားမိကြောင်ကြောင်ကြီးကြီးအိတ်နိုင်အောင်ပင်ကြဲဒီကိုတွေ့ရသည်ထိုကျင်းကြီးမှာညက်ပတ်ပေချင်ခြင်းတို့မရှိဘဲမြေကြီးတိတိတဲတဲနဲ့တနန့်ရှင်းရှင်းပင် ဖြစ်သည်လှန်ကောင်းလို့ဖြစ်နေသောကျင်းဝအတွင်က ခွေးကလေးသည်ဝင်လာသောကိုရင်တာပေါ်တို့ရှိရာမျက်နှာမူပြီးချင်းဒီကလေးတပွဲစောင့်ကြောင်ထိုင်နေသည်မှာချစ်စရာကောင်းလာသည် ခွေးကလေး၏အမူအရာက ကြောက်ရွံ့ထိတ်လန့်ဟန်လုံးဝမရှိကြ။သူမမြင်ဘူးသော ထူးဆန်းသည့်တရဝါတွေကိုစူးစမ်းသောကြည့်နေမျိုးဖြင့်ကြည့်နေသည်။ကိုရင်တာပေါ်သည် ခွေးကလေးကိုကောက်မချီတော့ဘဲရက်ကြည့်ုံသာကြည့်နေပြီးပြောသည်။နေရာကိုသိနေပြီးမှတော့ခမားတို့စားကောင်းတောက်ပွဲကလေးတွေယူလာပြီး ခွေးမကြီးသားမီကိုကြွေခင်မင်းအောင်ပေါင်းခွေးကလေးကိုချက်ချင်းယူသွားရင်ခွေးကလေးကလည်းနေမှာမဟုတ်ဘူး။ခွေးမကြီးကလည်းခမားတို့ကိုရံမှုလိုက်မယ်။သူတို့အလိုလျောက်ခင်လာမှကောင်းမှာကို နေရာကိုသူများမသိစေနဲ့ဒီခွေးလေးကိုမွေးပြအောင်မွေးကြကိုရင်တပေါ်ကလေးလေးနက်နက်တိုက်တွန်းသည်ကိုဘိုးအောင်နှင့်မွှေအိန်တို့ကလည်းခွေးကလေးကို မြင်လျင်မြင်ချင်းချစ်နေကြပြီဖြစ်ရာကိုရင်တပေါ်ကမတိုက်တွန်းစေကမူရအောင်ကြိုးစားယူပြီးမွေးကြမိတာဖြစ်သည်ကိုရင်တပေါ်ကဆက်ပြော၏ကျုပ်တယောက်တည်းလာတဲ့အခေါက်ကခွေးလေးကိုတိတိချာချာကြည့်ခဲ့ဘူးတယ်အဲ့ဒီတုန်းကကျုပ်တယောက်တည်းဆိုတော့ခွေးကလေးကအခုလိုမယုံကန်ဘူး သူ့ရှာမှာဆက်တွေအတန့်လိုက်ပါတယ်။အကောင်မှာလည်းဆက်တွေအတန့်လိုက်ရှိနေတယ်။ဒီလိုခွေမျိုးဟာတိတ်ရှားတယ်။အကောင်တစ်ထောင်မှာတကောင်မရှိဘူး။အားနဲ့ရှာမှာဆက်ပါတယ်ခွေးဆိုရင်ငွေတွေတိတ်ကြောက်တာပေါ့ကိုဘောအောင်။ဘလောင်းအစိပ်ပြင်းနဲ့ငွေဖြစ်ဖြစ်ဒီလိုခွေမျိုးသာလှုပ်ပေးလိုက်စမ်းပါ။ခွေးကြိုက်တတ်လို့ငွေစင်းစင်းတည်တာပေါ့။ငွေက ခွေးကိုမကြိုက်ဘူးလား။မရွှေအိမ်ကမေးသည်။မွေကလည်းသူ့အသက်ဘေးကိုကာကွယ်ရမှာဆိုတော့ကြိုက်တာပေါ့ငါနှမဒါပေမဲ့ခွေးမတည်ဘူးအင်မတန်ပြင်းတဲ့မွေအစိမ်မျိုးဆိုရင ဥပမာငန်းတော်ကြားလုံးမွေမျိုးဆိုပါတော့နှစ်ရက်သုံးရက်လောက်ကြာတော့ခွေးမရောင်ရမ်းနေတတ်တယ်။နောက်သူ့အလိုလျောက်ပျောက်သွားတာပဲ။အဲ့ဒီလိုမရောင်ရမ်းရအောင်တခင်ကကြေးဆိုက်ရတယ်။ကိုရင်တာပေါ်စကားကိုမရွှေအိမ်ကစူးစူးဆက်ဆိုင်နားထောင်နေရမှာဘလို့ကြေးဆိုက်ရမှာလဲကိုရင်ဟူမေးသည်။မွေကိုက်မိတဲ့နေရာကိုနဂါးဆက်ဥသွေးလင်းပေးလိုက်ပေါ့။အာဆက်ရှာဆက်ပါတဲ့ခွေးကဒါနဂါးဆက်ဥသွေးလင်းပေးလို့အစိတ်ကြမှာနော်။မွေကိုက်ခံရတဲ့သူကိုနဂါးဆက်ဥသွားလင်းပေးမနေနဲ့မရဘူး။ ကိုရင်တဘောကပြောပြတော့အခါကိုဘိုးအောင်ကရဲ့ဒီတိတိကျကျပြောပြကိုရင်တဘောရွှေအင်ကတော်တော်ရဲ့ဂုံးတိစေဒီအိုမှာတွေ့လာခဲ့တဲ့နှစ်ယောက်ကိုတော့လူအစ်စ်ထင်ပြီးအကူအညီပေးဖို့တွားချိုးစားသေးတာပဲကိုဘိုးအောင်စကားကိုမရွှေအင်ကမရေနိုင်ပေ။အော်ကျုပ်ကလူအစ်စ်ထင်တာကိုတနာပါတယ်နော်ရှိကြသေးလားလို့ရကြွရသွားကြပြီလားမသိဘူးမရွှေအင်ကကျင်နာစွာပြောသည်ကဲပြန်ကြသူကျုပ်ပြောတဲ့အတိုင်းရအောင်သာစူးစမ်းမွေးကြပြီတော့ ကိုရင်တဘောကစကားဖြတ်ပြောလိုက်သဖြင့်၃ယောက်လုံးရှုပ်ထဲမှပြန်တက်လာခဲ့ကြသည်ဘဘပြောတဲ့ခွေးလိမ်မဆိုတာအဲ့ဒီခွေးလေးလားအဘကြီးကအနားယူစကားဖြတ်လိုက်သည့်အခါမခင်ရွှေကမေးသည်ဟုတ်တာပေါ့ဆီယာမလေးရဲ့ဘဘတို့ယူလာတော့အဲ့ဒီခွေးကကိုက်ရောလားဟဲဟဲမကိုက်ပါဘူးကွယ်ခွေးကတဘောကောင်းလိုက်တာမှအခုတင်ကအဖွားပြောခဲ့တဲ့အတိုင်းပေါ့ဒါပေမဲ့အဖွားတခုကတော့စိတ်မကောင်းဘူးကွဘလို့စိတ်မကောင်းတာလဲအဖွားကိုရင်တဘောကဒီခွေးလေးကိုယူမွေးဖို့ အဖွားတို့ကိုတိုက်တွန်းခဲ့တယ်ဆိုတာအဖွားပြောခဲ့တယ်နော်ဟုတ်ကဲ့အဖွားအေးကိုရင်တဘောတိုက်တွန်းတဲ့အတိုင်းခွေးကလေးကိုယူမွေးပြီးနှစ်ရက်လောက်မှကိုရင်တဘောကိုငကားအကိုက်ခံရတဲ့လူနာကလာပင့်နေအဲ့လူနာကိုကုပြီးတဲ့နောက်ကိုရင်တဘောပျောက်သွားတယ်လို့အဖွားပြောခဲ့တာမှတ်မိလားဩကိုရင်တဘောဆိုတဲ့ပုဂ္ဂိုလ်ကြီးကသူ့အပြီးထွက်သွားရတော့မယ်ဆိုတာသိလို့များဒီခွေးကလေးကိုယူမွေးဖို့တိုက်တွန်းခဲ့တာများလားအဖွားရဲ့အဲ့ဒီလိုပဲယူဆရတာပဲကွယ်အဖွားလည်းစိတ်မကောင်းပါဘူး ခွေးကလေးကရောကိုရင်တပေါ်ဆိုတဲ့ပုံကိုကြီးပြောသလိုငွေကိုနိုင်နေဆိုတာရောတကယ်ပဲလားဘွားနိုင်နာကတော့တကယ်ပဲမင်းကလေးဘလို့နိုင်နာလဲဘွားရေပြောပြပါအောင်ခွေးကလေးအာနဲ့ရှာမှာဆက်အတန့်နေရှိရဲဆိုတဲ့သတင်းကြကြတော့စမ်းကျင်နေသူတွေကလည်းပေါ်လာကြတယ်လေသူတို့အိမ်ဝင်းနဲ့ခြံဝင်းနဲ့မှာမွေတွင်တွေ့ပြီလားဆိုရင်အိမ်ကိုပြေးလာကြရောခွေးကလေးနာမည်ကိုအဖွားတို့ကအုံကုံလို့နာမည်မှဲ့ထားတာတရားလုံးကတိကြတော့အုံကုံရေလာဟိမွေတွင်တွေ့ရအောင်ဆိုရင်နားလေတယ် ကောက်ကောက်ပေါင်းလိုက်သွားတော့တာပဲလူကမွေရင်းကိုတူးပေးလိုက်ပြီးနောက်ဆုံးနေုံပဲထွက်လာတဲ့မွေကိုအုံငုံကခါလေတက်တဲ့ကိုဝင်ကြိုက်ပြီးခါလိုက်တယ်မွေဟာအစ်စ်တွေပြုတ်ပြီးတကူလုံးပြော့ခွေသွားတော့မလုံနိုင်တော့ဘူးပေါ့ကွယ်ဒီတော့မှလူတွေကယူပြီးကြက်တယ်လို့လှုပ်လိုက်ကြတာပေါ့ဟုတ်ကဲ့ပါပါခွေးကြီးလိမ်မာတာလေးလည်းပြောပြပေးပါဦးအပွားပြောခဲ့တယ်လို့ပေါ့ကွယ်အုံငုံကသဘောကောင်းလုံးအကြည့်တော့အကောင့်တဲကြီးကအင်မတန်ထွားကြိုင်ပြီးအဟန့်ကောင်းမိမယ်ကလေးတွေကအစာမကြောက်ပဲဖြစ်နေကြတယ် တချို့ကဆိုရင်တခိုးနိမိလို့စင်းစင်းတည်မဲ့ခွေးမျိုးလိုတော့နှိမ့်နှိမ့်ချာချာပြောကြရတာခံရတယ်။မခင်ရှိကရေလိုက်သည်။ဟုတ်တယ်မင်းကလေး။ဒါကြောင့်လဲတခိုးကအထင်သေးပြီ။တခိုးတင်မဟုတ်ပါဘူးကွယ်။ဓမြကပါအထင်သေးတယ်ဆိုပါတော့။ဒါနဲ့ပဲဖွားဖွားတို့အိမ်ဓမြတိုက်ရောလား။မခင်ရှိကထောက်လိုက်သည်။ဟုတ်တာပေါ့မင်းကလေးရဲ့ဓမြတိုက်လိုက်တာမှလေ။အုံခွန်သားမကောင်းရင်အဖွားတို့မိသားစုတဒေါင်းစားဖြစ်ပြီပေါ့။ဘဲဒီလိုအိမ်ကလေးရာကလေးနဲ့နေနိုင်ပါလိမ့်မလဲ။ မိန်းကလေးကိုလည်းဘယ်လိုလုပ်ပြီးဒီပေါ်အိမ်မော်တင်ထားနိုင်ဖို့နေနေတတာအဖွားတို့သားမိတော်ဇရက်ကျိုဇရက်ကြာရောက်နေပြီပေါ့စကားပြောရင်အဖွားကြီးမောနေပြီကိုသိရတော့မခင်ရွှေက အလိုက်တိစွာ ရေတစ်ခွက်ခတ်ပြီးယူသေးစွာပေးလိုက်သည်အဖွားကြီးကရေကို နှင်းချိုက်စွာတောက်ပြီးသောအခါစကားဆက်ပြောသည်ဓမြတိုက်ခံရတဲ့အချိန်ကကိုဘိုးအောင်မရှိတော့ဘူးလေစုံသွားရှာပြီးသားမိနှစ်ယောက်ထဲနေရပြန်အုံကုန်ကလည်းလူတွေကအထင်သေးပြန်ဆိုတော့အာကူအာထမရှိတဲ့ မုံဆိုးမသားမီဆိုပြီးဓမြကလည်းတိုက်လိုက်တာနဲ့တူပါတယ်ကွယ်အဲ့ဒီညကဓမြတိုက်ပုံများကိုအဖွားလေးတိတိချာချာမှတ်မိနေသေးတယ်ကွယ်အဖွားကြီးမှတ်မိမီဆိုဒီကလည်းမှတ်မိလောက်ပါသည်ထိုနေ့ညသည်လမရက်လေးဖြစ်သည်မိုးကလည်းတဆိမ့်ဆိမ့်ရွာနေသည်တနေ့တာအလုတ်ပင်ပန်းထားကြတော့ရွာသူရွာသားများသည်တအိမ်နဲ့တအိမ်ဟူးတန်းချင်းပင်မရှိကြတော့ပဲမိုးအေးအေးနဲ့ကိုယ်အိမ်ထဲမှာရင်ကိုကိုကအိမ်မောကြနေဟန်ဖြင့်တရွာလုံးစိတ်ငြိမ်နေလေသည် ော်တော်ကလမ်းပြီးရေးပြအိုင်ရွာစခန်းဈေးဆိုင်ထွက်နေသူကများသောကြောင့်ရွာထဲမှာအိတ်ဆောင်လောက်သာလူရှိနေကြသည့်အတွက်ရွာထဲမှာလူနေနေသည်ကိုရင်တာပေါ်လည်းမရှိကိုဘိုးအောင်လည်းမရှိတော့၍မရွှေအိမ်အားငယ်မိပါသည်တာမီနှစ်ယောက်တကားလုံးလုံးပိတ်ကတတိထားနေကြရသည်မိုးမရသောညဆိုလျင်အုံကွန်သည်အိမ်ပြင်ဘက်ဘနှစ်ချွတ်မှသာအိတ်တက်သည်မိုးရသောညမှမူမွှေအိမ်တို့တာမီကအုံကွန်ကိုတနာသောကြောင့်အိမ်ထဲတွင်အိတ်သည်ယခုညမိုးတဆိတ်ဆိတ်ရွာနေသောကြောင့် မရွှေအိမ်ကဖနက်ချွတ်တွင်အိမ်နေသော အုံကွန်ကိုအိမ်ထဲခေါ်သွင်းထားလိုက်သည် အုံကွန်ကခေါ်သွင်းလျင်လဲဝင်အိမ်လိုက်သည်မခေါ်လင်းလဲမဝင်ပဲအပြင်မှာပင်အိမ်လိုက်သည်မရွှေအိမ်တို့သားမီးကအိမ်ခန်းထဲမှာအိတ်ကြတော့အခါအုံကွန်သည် သူ့တခင်မနှစ်ယောက်အိတ်တော့အိမ်ခန်းတကားဝမှာငြိမ်ငြိမ်တက်တက်ပင်ခွေနေသည်အိပ်ပျော်လေသလားမပျော်လေသလားဆိုသည်ကိုမူမရွှေအိမ်မသိနိုင်ပါချေသားမီးနှစ်ယောက်တတိထားနေကြသည်ဆိုတော့လဲတပြေးပြေးညံ့လာတော့အခါမိုးစိမ့်စိမ့်အေးအေးနဲ့ မျက်ခွန်လေးလေးလာတော့အခါတာမီနှစ်ယောက်အိမ်မောကျသွားကြလေသည်တကောင်ကျော်အချိန်တွင်က မိုးသည်ခက်တဲတဲထန်ထန်ရွာသွန်းလာသည်မိုးတဲတဲထန်နေသည့်အတွင်ကအုံခွန်ဤဟိန်းနံကြောင့်မရွှေအိမ်အိယာမှချက်ခနေနိုးလာသည်အိမ်မောကျနေသောတာမီကိုအတာလက်ကုံနှိုးလိုက်ပြီးတာမီနှစ်ယောက်သည်နားစင်ထောင်လိုက်ကြသည်အုံခွန်ဤဟိန်းနံကိုလည်းကြားကြရသည်အိမ်ဝင်ထွက် တကမာကြီးကို ဖြက်စည်းနေတဲ့ကိုလည်းကြားကြသည်တာမီနှစ်ယောက်အပြင်ကိုမထွက်ဝင်ပဲ အခန်းထဲမှာတယောက်ကိုတယောက်ဖတ်ပြီးဆက်ဆက်တုံနေကြသည်။အုံကုန်ဟိန်းတန်ကကျေလာသည်နှင့်အမျှမိုးကဒဲထန်လာသောအခါလေကပါနောက်ကလိုက်လာသည်။မိုးရော့လေရောပြင်းထန်လာသောကြောင့်အုံကုန်ဤဟိန်းတန်နှင့်အိန္ဒဂါမကြီးဖြစ်စည်းနေတန်သည်တီးထန်သောမိုးလေကိုမထိုးဖောက်နိုင်ပေမိုးတန်လေးတန်အောက်မှပျောက်နေသည်။ဓမြတွေကအိန္ဒဂါမကြီးကို ဖြစ်စည်းပြီးသောအခါမရွှေအိန်တို့တာမီအိခန်းဝါတို့ဆိုက်ဆိုက်ညံ့ညံ့ရောက်လာကြသည်။ထိုအချိန်ဝယ်အုံကုန်ဤအတန်ကို လုံးဝမကြရတော့ချင်းဓမြများကမရှိအင်းတို့သားမီအိတ်ခန်းတကားကို ဖြတ်ကြပြန်နေအုံးခုံဤဟိတ်နှင်ကြီးနဲ့ဓမြများဤတကားဖြတ်တံများပင်မိုးစံလေးတံကိုမထွန်းဖောက်နိုင်လျင်ကြောက်လန့်ခြင်းဖြင့်တုံဤထင်းကော့စွာအော်နေသောမရှိအင်းတို့သားမီအော်တန်သည်အဘယ်မှလင်းမိုးစံလေးတံကိုထွန်းဖောက်နိုင်မှမည်နီအိတ်ခန်းတကားပွင့်သွားသည်အိတ်ခန်းထဲတွင်မိမိစွာထွန်းထားသောမှန်အိမ်မီးရောင်ကလေးဤမုံမွားမွားအလင်းရောင်နဲ့ဝဲ မျက်နာကိုအိုးမဲတွေထုံးတွေတုတ်ထားသောဓမြငါးယောက်ကိုမရွှေအိမ်တို့သားမီးကထိတ်လန့်စွာမြင်နေရသည်ဓမြတွေက သူတို့သားမီးကိုမသိခြင်းလျင်အတန်မထွက်ပဲတိတ်တိတ်ငြိမ်ငြိမ်နေရန်အမိန်ပေးသည်သားမီးနှစ်ယောက်လုံးချမ်းမြေပေါ်မှာမျက်နာမှောက်ကပြပြဝတ်ပြီးဆက်ဆက်တုန်နေကြသည်ဓမြတွေက စိတ်တန်းကျမွေနောက်ရှာဖွေယူကြသည်အေးအေးဆေးဆေးတင်းဆဲထုတ်ပိုးနေကြသည်ဓမြတွေအနေဖြင့်ဘာကိုမျှစိုးရိမ်စရာယူဆိုင်စရာမရှိချေ လေဒီမိုးတွေတီးထန်ဆူညံ၍ကော်မကြားအော်မကြားဖြစ်နေသည့်အချိန်ဝယ်အာကိုရာမဲ့နေသောမိမသားနှစ်ယောက်ထဲနှင့်တကူနှင့်ရင်စင်းစင်းသေးသည့်ခွေးကြီးသာရှိနေသောအီလိုအိမ်မျိုးမှာဓမြတိုက်နေသူအဖို့ဘေကင်းရန်ကင်းဖြစ်နေသည်စိတ်တန်းကြယုံငင်ထုတ်ပိုးပြီးကြသောအခါဓမြများသည်မရှိအိမ်လိန်ထားသော ဖက်ပြူလိပ်တွေကိုပင် ကောင်းနှုတ်ရရရွေးပြီးမိညိယူဖွာကရင်းနှီးသောဧည့်သည်များပြန်မြင့်အခါနှုတ်ဆက်သလိုပင်နှုတ်ဆက်သွားကြသည်တညာလုံးရွာသွန်းသောမိုးသည် လေထန်ယုံတာမဟုတ်သေး။ဓမြတွေအိမ်ပေါ်မှမစင်းမီကလေးမှပင်လျှက်စီရောမိုးချိုပါရောလာသည်။ဓမြတွေဆင်းသွားပြီးနောက်သီးထန်စွာရွာသွန်းတိုက်ခိုက်သောလီမိုးနှင့်ကြောက်မက်ပွဲပြစ်ခတ်နေသော မိုးချိုလျှက်စီတို့ကြောင့်မရွှေအိမ်တို့သားမိအိမ်ထဲကတလန်းမင်မထွက်ဝင်ကြချေ။ထွက်ဝင်၍ရာသူကြီးနှင့်အိမ်နီးနားချင်းတွေကိုတန်ကြားစေကမူဤမြတဲထန်ရွာသွန်းသောမိုးလေလျှက်စီမိုးချိုတွေအောက်မှမိသူကရောဓမြတွေကိုလိုက်ဖမ်းဝင်ပါမည်နီ။ တည်ချင်းသူတမရတွေမိုးချိုးပြစ်ခံရပြီးတေကုံပါစေတော့ဟိုခွေးနာလောက်ကైကြီးကလည်းဘယ်သွားနေလဲမသိဘူးတမရတွေကို သူ့ဖေခွေးစီကြီးတွေလိုအောင်မေလို့မဟောင်မဲနေတာလားအလကားခွေးကြီးငွေထားရတာထမင်းကုံယုံမဲမနေ့ကညရင်ရိုက်နေပြင်မဲကုံပါပြီထမင်းငတ်ပါပြီတာမင်းနှစ်ယောက်ပြောင်းတလင်းခါပြီးကြံရင့်တော်တစ်တာနဲ့တန်းကောက်ပါတွေကိုမင်းရောက်မေမေမှာဖွင့်ကြည့်ကြကမျက်ရည်ပေါက်ပေါက်ကြရင်ကချိန်သေးရရွတ်မြစ်တာပုံနေကြသည်သူနှစ်ပင် မနက်အာယုံတစ်ချိန်မှာမိုးဆဲသွားလေပြီလေရောမိုးရောညင်သွားသည်လင်းအောင်ကြီးတန်းလာသည်အိမ်ပြင်မှထွက်၍ရသည်ဆိုလျင်ပင်ဒါမီနှစ်ယောက်အိမ်ပေါ်မှဆင်းပြီးတကြီးအိမ်သို့ခြေကုံတုပ်ကြသည်ဖြစ်ပုံကိုတကြီးနှင့်ရက်ကွက်လူကြီးတွေကိုငိုယိုတိုင်ကြသည် တကြီးနှင့်တကွာရွာသူရွာသားတွေမရှိအိမ်တို့ဒါမီအိမ်ကို လိုက်လာကြသည်ဂျင်နာတနာကြသူစိတ်မကောင်းဖြစ်ကြသူတွေကအားပေးနှစ်သိမ့်စကားတွေပြောကြသည့်အထက်ကခွေးကြီးအုံကုန်ကို တယောဒီအတန်နေထွက်လာကြသည်။ဟဲ့အုံကုန်ကိုကြည့်ကြပါဦး။ဓမြတွေနင်းသွားလို့များသိနေသလား။ဓမြတွေကိုအုံကုန်ကမကြိုက်ဘူးလား။ဓမြတွေကိုတနာတာနဲ့ရှောင်နေတာထင်တယ်။သူစကားကိုကြားရတော့အခါမရွှေအင်းတို့သားမိသည်အုံကုန်ကိုစိတ်တူမိရာမှာမီးလောင်ရာလေပင်းတယ်လို့ဖြစ်သွားသည်။ဒီခွေးကြီးအကြောင်းကတော့ပြောရမှာတော့ရှက်သေးတယ်။ညာသူ့အမေလေးနေလာပြီးတဲ့ကပျောက်နေတာအခုတည်းရော။သူ့ဖေတွေနောက်လိုက်သွားပြီးနေတူပါတယ်။ပြန်လာရင်ထမင်းမကြည့်တော့ဘူး။ ရိုက်ကိုလွှတ်မယ်။မရွှေအင်းပြောသည့်အတိုင်းဟုတ်သည်။ဓမြရီအိမ်မော်ရောက်သည့်အချိန်ကစပြီးအုံးကုန်ကိုလုံးဝမတွေ့ရသည်မှာယခုတိုင်အောင်မင်းဖြစ်သည်။ရွာသူရွာသားတွေကမရွှေအင်းတို့သားမိကိုတနာသည့်အထဲရဲမိကြသေးသည်။ရေပြာအိမ်စခန်းတွင်ညအိပ်ပြီးမနက်စောစောထွက်မိမော်တော်ကားတွေကအစင်တင်ရှိနေသည်။မြို့ပေါ်ရှိပလိကတ်တဲသို့တွားရောက်တိုင်တန်းရံမှာခက်ခဲနှောင့်နှဲခြင်းမဖြစ်ချေ။မော်တော်ကားအသွာလာအစဉ်ပြေဖြစ်၍ရာဇဝဲအုပ်တအူးကောင်းဆောင်သော ရဲသား9ယောက်တနက်3လက်ဖြင့်ရောက်လာကြသည်သူတို့ရောက်လာသောအချိန်မှာမနက်7နာရီလောက်ရှိပေပြီထိုအချိန်ထိခွေးကြီးအုံကုန်၏အရေးရောင်ကို လုံးဝမတွေ့မြင်ကြရခြင်းရောက်လာသောရာဇဝတ်အုပ်ကလိုအပ်သည့်များကိုမေးမြန်းစစ်ဆေးကြည့်ရှုမှတ်သားနေစဉ်အုံကုန်သည် မောကြီးပန်းကြီးဖြင့်ပြန်ရောက်လာသည် ရောက်လာသည်ဆိုလျင်ပင်အုံကုန်သည်မရွှေအင်းရှိရာတက်တက်မတ်မတ်ပြေးသွားသည်မရွှေအင်းကစိတ်တူတူဖြင့်အုံကုန်ကိုခြေဖြင့်ကန်လှုပ်သည် သို့သောအုံကွန်သည်မရှိအင်ချေပြေကန်ဒီကိုဦးကောင်းရှူကဝေခံသည်မရှိအင်ချေပြန်ရုပ်လိုက်သည်နှင့်တပြိုင်နက်မရှိအင်ထမိန်ကြကိုနှုတ်သီးဖြင့်ကြိုက်ကာဆွဲခေါ်သည်မရှိအင်ကစိတ်ဆိုးစွာဖြင့်ခြေပြေကန်လည်းရင်ဦးကောင်းရှူကဝေခံမြန်သည်ခြေကိုရုပ်လိုက်လည်းရင်ထမိန်ကြကိုကြိုက်ဆွဲခေါ်ပြန်သည်ခွေးကြီးပြုတ်မှုပုံကိုတတိပြုတ်မိသော ရာဇဝဲအုပ်ကမင်းမြန်၍မရှိအင်ခွေးပြစ်ကြောင်းနှင့်တကွအုံကွန်၏စိတ်တူဝဲရာအပြုတ်မှုတွေကို ကြားရသောအခါရာဇဝဲအုပ်က ခွေးကိုမရရန်တာမြင့်သည်ခွေးဆွဲခေါ်ရနောက်ကိုလိုက်ကြည့်ရင်အကြံပေးညွှန်ကြားပြီးသူနှင့်ပါလာတော့ရင်းကားရောက်ရွာတကြီးမင်းတတိကောင်သောရွာသားချို့ကိုဒူးလေးဝချုံနေကြင်စီပြီးမရွှေအင်းကိုအုံခွန်ဆွဲခေါ်ရနောက်သို့လိုက်စီရန်ညွှန်ကြားလိုက်၏အုံခွန်ကမရွှေအင်းရှိကလမ်းပြခေါ်သွားသည်မရွှေအင်းကအုံခွန်နောက်ကလိုက်သည် ရာဇဝဲအုပ်ခေါင်းဆောင်သောရဲများနှင့်ရွာသားတွေကခြေတန်းလုံးလုံးနှင်းကတိတ်ဆိတ်စွာဖြင့်တောင်မြဝဲရာကြည့်ရှုပြီးတတိဖြင့်လိုက်လာကြသည် ုံခွန်သည်တောအတွင်းတော်တော်ဝေးဝေးသို့မရှိအင်းကိုခေါ်သွားသည် ကြီးမားသောအပင်ကြီးတပင်အားစူးထူတတ်သောချုပ်ကြီးတစ်ချုံအောက်ကိုဝစ်ရိုးဝင်သွားပြီးတခုသောနေရာကိုတန်ဆန်းတုတ်ခိုင်သောသူ့လက်နှစ်ဖက်ဖြင့်ရက်သောအခါအသားမတည်သေးသောမြေကြီးတွေကလဲကူစွာဖွာထွက်လာသည်ကိုမြင်ရသော ရာဇဝိအုပ်သည်အတိတ်ဘယ်ကိုနားလည်လာသည်ထို့ကြောင့်သူတပည့်ရဲတယောက်ကိုချုံတင်းဝင်ကြည့်ပြီးအုံခွန်ရက်နေသောနေရာကိုတူးစီသောအခါမရွှေအိမ်ထံမှ ဓမြတွေတက်ယူသွားသောပစ္စည်းထုတ်ကြီးကပေါ်လာလေသည်ဝေစုမခွဲရသေး၍ပစ္စည်းတွေက လုံးဝမလျော့ပဲအပြည့်အစုံပြန်လည်ရရှိသောအခါမရွှေအင်းဒီပစ္စည်းတွေပြန်ရရေးဝမ်းသာသောစိတ်များဖြင့်မျက်ရည်ကျလျက်အုံခုန်ကိုဖတ်လိုက်သည်ထို့သောအုံခုန်ကမရွှေအင်းဖတ်ဒီကိုမခံသေးပဲမရွှေအင်းထမိန်စာကိုနှုတ်သည်ဖြင့်ကြိုက်ဆွဲခေါ်ပြန်သည်ဤဒီချိန်တွင် ရာဇဝတ်အုပ်သည် အထူးတတိထားကပါလာသောလူတွေကို စနစ်တကျအုပ်ချုပ်ပြီး ်ဩခွန်နောက်ကလိုက်လာခဲ့ကြသည်ဩခွန်သည်လည်းတော်ရဲကထွက်လာခဲ့သည်တောင်ကျချောင်းငယ်တစ်ခုအနီးနားမှာဖြစ်ခဲ့တဲ့ဆန်းဆောက်ထားသည်တင်းငင်တလုံးရှိရာနှင့်တခေါ်သာသာဝေးသောနေရာသို့ရောက်သောအခါမရွှေအင်ကို ရှေ့ဆက်မလိုက်စေလိုဟန်ဖြင့်ရှေ့မှစီကနှုတ်သေးဖြင့်တွန်းလိုက်သည်ထို့နောက်သူတစ်ကောင်နှင့်တင်းငင်ရှိရာသို့လင်းမြန်စွာပြေးသွားသည်တို့နောက်တင်းငယ်ကိုတပတ်ပတ်ကလင်းမြန်စွာပြန်ပြေးလာပြီးမရွှေအင်ရှိဝဲတင်းငယ်ရှိရာသို့မျက်နှာမူပြီးချင်းသေးထိုင်ထိုင်လိုက်သည် ရာဇဝဲအုပ်နှင့်ရဲများသည်အုံခွန်၏အမူအရာကိုမြင်ရသောအခါချက်ချင်းသဘောပေါက်သွားကြလေသည်ထို့ကြောင့်မရွှေအင်ကိုကရာတောင်းလုံးကျုံရမှထားခဲ့ကြပြီးတကြီးမိနှင့်တကွသောဝချွန်ဒူလေးကန်ရွာသားများကိုရာဇဝဲအုပ်ကခေါင်းဆောင်ကတေချစွာအကခွေယူပြီးတဲအိမ်ငယ်ကိုဝိုင်းလိုက်ကြသည်တဲအိမ်ထဲတွင်မိုးရလေထဲမှဓမြတက်ခဲ့ရ၍ပင်မနွမ်းနေနေကြသောဓမြတစုကညာကအိပ်ပြက်မောပန်းထားကြသည်ဖြစ်၍မိတောင်ချက်ရဲ့နှင့် ချက်သားဟင်းနှင့်ထမင်းကိုမင်းချက်စွာစားတော့ကြပြီးစိတ်အေးလက်အေးအိမ်မောကြနေကြသည်ဖြစ်ရာသူတို့ကိုဝိုင်းရံပြီးအနားမှာချထားသည့်ဓာရီလန်နေမိန်းနေကိုတည်ယူထားပြီးတနက်နေ့ချိန်နှိုးတော့မှနိုးလာကြသည်ဘလို့မှညင်းရမရတော့သောဓမြတွေကရွာကြီးမင်းရှိမှဖြောင်းချက်ပေးရတော့သည်အုံငွန်ကြီးကအသက်ဘလောက်ရှိမှသိသွားလဲပပွားအဘွားကြီးပြော၍စုံသောအခါမခင်ရွှေကမေးလိုက်သည်အဘွားကြီးသည်ရှေ့ပြနောက်ဟောင်းနေပြောပြရင်းခင်မုန်းနေဥပုအောင် ကိုရင်တပေါ်နှင့်အုံကုံတို့ကိုလွမ်းဆုပ်ဟန်သူသည်မျက်ရည်ကြသည်ကိုမြင်ရသောမခင်ရွှေပင် စိတ်ထဲမှလွမ်းတယ်လို့လိုပင် ဖြစ်မိသည်အဖာကြီးကမျက်ရည်တုပ်ပြီးပြန်ဖြေသည်အုံကုံကြီးကိုအထင်သေးခဲ့တဲ့ရွာသူရွာသားတွေဆိုရင်အံ့ဩကြလွန်းလို့လေအင်းကိုရင်တပေါ်ကကောင်းကောင်းမွေးလို့မှာခဲ့တာအဖာတို့မေးရချိုးနှက်သွားတာပေါ့ကွယ်အုံကုံကြီးအသက်တော်ရှည်ရှာတာ15နှစ်တိတိနေပြီးမှအသက်ကြီးနာဦးနာနဲ့တည်သွားရှာတယ်အဖာသားသမီးတယောက်တည်တယ်လို့ပဲ တစ်တာတဲ့ထက်ရွာဦးကျောင်းဘုန်းတော်ကြီးပင်လူစရာတွေနဲ့ကြကြနာနာတရဏဂုံတင်ပြီးမှကိုဘိုးအောင်မြုပ်တဲ့မြေပုံနားမှာပဲမြုပ်လိုက်တယ်။အုံငွန်ကြီးခြေစုတွေပြန်တွေးပြီးအခုချိန်တိုင်အောင်အဖွားလမ်းမိပါသေးတယ်မင်းကလေးရဲ့ဆွေးဆွေးမြေ့မြေ့ပြောတော့အဖွားကြီးစကားဆုံးတော့အခါအဖွားကြီးတမီကဖြည့်ဆွက်လိုက်၏။အုံငွန်ကြီးတေတုံးကဘာကြီးတုတ်ဖြူလာငုံသေးတယ်နော်အမေ။ဘာကြီးတုတ်ဖြူကိုတော့ကျမမှတ်မိသေးတယ်။အုံငွန်ရဲ့တဲ့နင်းကခွေးပြစ်ပေမဲ့ အများကြီးအတုံးကြပါသေးတယ်တဲ့ဘာမှတုံးမရအောင်လူပြစ်ရှုံးနေတဲ့ငါကတော့မသိနေနဲ့ငါနေရချင်းလဲလို့ရရင်လဲပြီးငါတည်ပေးပါရဲ့တဲ့ဘာကြီးတုတ်ဖြူတည်ချင်းနေဆိုတာဟုတ်မှာတော့မေသူ့ယောဂါကစိတ်ညစ်စရာကြီးမခင်ရွှေကဘာမှမမေးပဲတိတ်တိတ်ပင်နားထောင်နေသည်ဟဲ့တမီးရဲ့သူ့ယောဂါကတစ္ဆာတရားကြောင့်အပြောက်သားပဲသူကတစ္ဆာဖြတ်တယ်ဖះရလိန်နေဒါကြောင့်မကြည့်မဆန့်ခံစားရပြီးမှတရားရှာတာအပွားကြီးစကားကြောင့် တိတ်တိတ်နားထောင်နေသောမခင်ရွှေသည် တိတ်တိတ်မနေနိုင်တော့ဘဲအတန်ထွက်လာသည်။ဘာကြီးတုတ်ဖြူဆိုတာဘလို့ဖြစ်တယ်လဲအဖွာမခင်ရွှေမေးခွန်းကြောင့်ဝန်းနှင်းကြည်ခွေးနေဟန်ပေါ်သောအဖွာကြီးမျက်နှာက ပြုံးရောင်တန်းသွားသည်။ကိုရင်တုတ်ဖြူအကြောင်းသမီးစကားဆလိုက်ကလေးကဆရာမလေးအခုလိုမေးမယ်ဆိုတာအဖွာကသိပြီးသားပဲ။မခင်ရွှေကရေလိုက်သည်။အဖွာတို့ပြောတဲ့စကားတွေကကျမမေးချင်စရာစိတ်ဝင်စားစရာတွေကြီးကိုဘဘရဲ့အေးပါလေအဖွာပြောပြမှာပါ။ကဲ ခွေးလေးမှာအုံကုန်ကြီးအကြောင်းပြောပြီးလို့ကိုရင်တုတ်ပြူအကြောင်းပြောရမယ်ဆိုရင်ခေါင်းစဉ်တစ်ခုတက်လိုက်ပြီးတော့မယ်ကလေးဟုတ်ကဲ့ဖွားဖွားဘလို့ခေါင်းစဉ်တက်ရမှာလဲရေပြိုင်အိုင်မယောဂတဲလို့ဒါခေါင်းစဉ်တက်လိုက်ပေါ့ဟုတ်ကဲ့ပါဖွားဖွားဟုတ်ကဲ့ဒီမှာပဲရေပြိုင်အိုင်မခွေးလေးမှာဆိုတဲ့အပိုင်းလေးတင်ဆက်ပေးလို့ပြီးပါပြီခင်ဗျာ နောက်နေ့များမှာလဲကြံရှိနေသေးတဲ့တခြားစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးတွေကိုပရိသတ်ကြီးများအတွက်ဆက်လက်တင်ဆက်ပေးတော့မှာမို့လို့ ရိသတ်ကြီးများကလည်းကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားကြကြပါအောင်ခင်ဗျာအခုချိန်ထိအချိန်ပေးပြီးတော့နာတော်တာဆင်နေပေးကြတဲ့ပရိသတ်ကြီးများတဦးတယောက်ချင်းဒီကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာပရိသတ်ကြီးများအားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ